တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 20ရက်နေ့ April 30တော်တွင်မှာဥတီချက်စစ်တွေရီမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နေတယ်ပိတ်နေရတဲ့ကြောင့်ကုန်ပြပွဲမယ်အိနေရလို့နေရာတို့မှာပြင်ချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုတ်တဲ့အကျန်စီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုပ်နေရာမှာပြောင်းလဲရှိမယ်ဘဝကံအစ်စ်တွေအကုန်လုံးပေါ်လာမယ် ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလို့၂၀နှစ်ရည်မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်။၂၃ရည်နှစ်မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်။၂၄ရည်နှစ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်မေတ္တာရေကံကောင်းမှပြည့်စုံပြီးစက်ဝင်မယ်။၂၅ရည်နှစ်မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရမယ်။ 26ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်29ရက်နေ့မှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတီချက်စစ်နဲ့လုပ်ကံမှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုအနေနဲ့ကြိုးဆက်ရမယ်အနောက်တောင်ရက်ကုန်တည်သွားစဉ်နဲ့ရှိတတ်တယ်မနေ့ကိုးနိုင်တဲ့စေတံခွဲကြအသွမ်းလာနေတဲ့ကြိုးဆက်ရမယ်26ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းအတော်ပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ် 30ရည်နှစ်ရတော့အရာရာကောင်းသောနမိတ်နဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါလေအထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီလ28 29 30ရည်နှစ်တွေကခေါင်းစိခေါင်းရှုံပြုရတဲ့အင်ပဒံကောင်းတဲ့ရက်ဖြစ်ပါလေအဲ့ရက်ဒီမှာခေါင်းစိခေါင်းရှုံပြုခြင်းစပင်းပုံစံပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကိုရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရည်တွေပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုယ်ဒုက္ခပေးတတ်တယ်။တလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လိမ္မော်ရောင်နှိုးနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်။၂၀နှစ်နေ့ဒနာသိတိနေ့ကဆန်းရှင်တဲ့နေ့အဲဒီနေ့မှာရွှေရောင်တွေကြေးတစ်ခုနဲ့ငွေရောင်တွေကြေးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါ။ ထူးခြားစွာကောင်းခြင်းကံတွေအနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဟေဘရုန်း၂၂ရက်နေ့နေ့30ရက်နေ့အတော်တွေမှာဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလည်းတွေ့ကောင်းတယ်ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်ချက်ချင်းဆုံးပြတ်ပြီးရှေးတိုးလောကန်ခြင်းတို့ရဲ့ ထူးခြားတဲ့ဂျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်အစနေ့နေ့မှာအလိုရှိရာပြည့်စုံခြင်းကံနေရှိတယ်အဲ့ဒီဒနာသိတိလက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီမှာတန်လိုက်တုံးတုံးကိုရွှေအောင်ထုတ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကိုလူနဲ့ရှေ့မှာအနာဂတ်မှာဆောင်ယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကိုရနိုင်မယ်နှစ်စမ်းတည့်ရနေ့ကြော်ပြီးပထမဆုံးဒနာသိတိလက်ခတ်ရှင်တဲ့နေ့လက်ပွင့်အောင်ဆောင်ရွက်တာ 23ရက်နေ့မှာတော့ခီးကံကောင်းမယ်အလိုရှိရပြည့်စုံမယ်ရှင်းပန်းချက်တွေကိုဆောင်ရွက်လို့အကျိုးရှိမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်လက်ဖွဲ့မယ်25ရက်နေ့မှာ ရှင်ပြိုင်မှုမှာမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်26ရက်နေ့မှာအာမခန္ဓာတော်ယူတာမလုပ်ရဘူးသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်29ရက်နေ့မှာတော့အရာရာခံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံတွေ့နိုင်တယ် 28ရက်နေ့မှာဥတီကျဲပြောင်းပြီးလောက်တာကြိုးပေးတယ်မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မနေ့ကိုးနိုင်တဲ့ဆယ်နေခွဲကြအသွာလံကျူးဆက်ရမယ်28ရက်နေ့ကအလုံးစုံကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်30ရက်နေ့ခြေမှန်းချက်သစ်တွေကိုလည်းတွေ့ကောင်းတယ်ပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုချုံနိုင်တယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနှင့်မွေးသူများနှင့်ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမည်။တနည်းကတွင်နှင့်တောက်ကြနှင့်မွေးသူများကြောင့်စိတ်နှောက်ရှိတည်ရှိတတ်သည်။၈၆ကိုးကနဲ့နေချိုးပြသည်။အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။နေနီးပါးမှရှိတဲ့သူတို့ကိုရွှေရည်တိုက်ကြွေးခြင်းဖြင့်ဤကာလအတွင်းကောင်းသောကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တဲ့ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာ ဧပြီလ28 29 30ရက်နေ့ဒီမှာကောင်းစီကောင်းလျှော်ပြုခြင်းစံကေသာအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရတာပါလေကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှာသမျှအောင်မြင်မယ်သူတစ်ပါးတဲ့သောင်းလုတ်ကန်နေတဲ့စွမ်းသက်တီတွေကိုရှင်မှာရှိနေတယ်ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ် ိုယ်ကိစ္စတွေသူတစ်ပါးကိစ္စတွေလုတ်ကဲရင်ဆင်းပြေတယ်ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အဆင်ပြေပြီကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲခက်ခဲနေတတ်တယ်ဒီကလာဟာအများအတွက်ကိုယ်ကပေးဆက်နေရတယ်သူတစ်ပါးအတွက်လုပ်ရင်ကိုယ့်အတွက်ထူးခြားတဲ့ကြိုးကျေးဇူးတွေရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုယ်ကသူတစ်ပါးနဲ့အမြဲတစေသာနေနိုင်မယ်ဒီလိုနေသားနဲ့ထူးခြားတဲ့ကံကြမ္မာတွေရှိသလိုအလုပ်ဘဝရည်မှန်းချက်တွေရအောင်မြအောင်ဆောင်ရွက်နေတဲ့နေသားရဆက်နေတဲ့ အဲ့ဒီနေရာထူကောင်းတဲ့နေဖြစ်တယ်ကိုလို့သမားလည်းအရှင်ပြေမဲ့ဒနသိတိနက်ခတ်စန်းရှင်တဲ့နေလည်းဖြစ်တယ်ပိုက်ဆံတထောင်နံကိုအမွေးနတ်သာပြန်ပြီးလူနဲ့ဆဆောင်23ရက်နေ့မှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖြာဖြာလုံဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မဲ့ရင်တွေးထင်မှန်တတ်တယ်ထူးခြားတဲ့အတင်းနမိတ်ကောင်းနေရနေမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့ လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံခြင်းကြုံမယ်29ရက်နေ့ရန်တိုက်ကံနဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်မတော်တဆနေကိူးဆက်ရမယ်အနောက်တောင်ရောက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွာလာနေတဲ့ကိူးဆက်ရမယ်29ရက်နေ့ကတော့အလုံးစုံကံမြင်မှန်းချင်းနဲ့တိုးတက်ခြင်းနှစ်သာရတွေပြန်လည်ပေါ်တွန်းတယ်30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လုံတိုင်းထုံးပေါက်နေပြီ ဧပြီလ28 29 33ရက်ကောင်းစေကောင်းရှောပြည့်ရထူးထူးခြားခြားကောင်းခြင်းကံနဲ့အစဉ်ပြေခြင်းတွေကိုရရှိမယ်တနင်္လာနေ့သောကြာနေ့စနေနေ့ဝေးသူတွေကိုကောင်းကျိုးပေးတယ်တနင်္ဂနွေဗုဒ္ဓနေ့ဝေးသူတွေဒုက္ခပေးလိမ့်မယ်၄6 9ကနအကျိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့ အသက်ရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါကြာသပတိနေ့ဘွေသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရပိုင်ခွင့်နေလေဝယ်ပြန်ရခြင်းဝေချေကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့ မူလအနေထားနဲ့ပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တွေ့တော့ဖဏိနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောဂျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထွန်းစေလိမ့်မယ်ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောဂျိုးဆက်နဲ့တန်လန်းကိုဖဏိပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှစ်သာရကိုရမယ်ရင်းနှီးသူများနဲ့မကြာခဏစကားများတဲ့မထင်မဲ့ပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်ခီးကံအစဉ်ပြေမယ်၂၂ရက်နေ့ ရှင်မန်းချက်တဲ့အောင်မြင်မဲ့ငွေချေးကံကောင်းမဲ့ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာတားလိုက်တုံးတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါကောင်းချင်းကံတွေရလာမယ်20ကုန်းရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်ဝေကုန်ကြေးကြများမယ်လူသမျှအဆင်ပြေမယ်25ရက်နေ့ပြဒနာဟောင်းနေဖြစ်ရှင်းရမယ်စိတ်နောက်ဆက်တည်ရှိမယ်26ရက်နေ့မှာ မထင်မှန်ပဲကောင်းသောသတင်းစကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်29ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ်28ရက်နေ့မမျှော်လင့်ပဲငွေဝင်မယ်မထင်မှန်ပဲအဆင်ပြေမယ်ပုံမှန်နဲ့ကောင်းခြင်းကံကိုကြုံမယ်အဲ့ဒီငကဘောရက်ဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တော်ရောက်ကိုတည်သွားစေအန္တရာယ်ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွက်အသွားလာနေထိုင်ယူဆရမယ်29ရက်နေ့ကမှန်းနာတဲ့လက်တွေကွာတယ်တပတ်သူကတိပြက်လို့ကိုစိတ်ရှိရမယ် 30နှစ်အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ်။ April 28 29 30နှစ်ရဲ့နေ့ဒီမှာကောင်းစီကောင်းလျှော့ပြည့်ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချောက်ပေါက်ကျုံးမယ်။ဒီတပတ်တာကာလအတွင်းတင်းငွေတွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တင်းလာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်။နှစ်ခိုးကိုးကနန်ကျိုးပေးမယ်။အဖြူအစိမ့်မိခိုးရောင်တွေကိုသုံးပြီးတော့အလို့ရှိရကိစ္စများဆောင်ရွက်ပါ။ အဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြေဆန္ဒပြေမယ်ကံကောင်းခြင်းကိုကြုံမယ်ယေရှုတည်